သွေးလူပန်းကိုလှမ်းမြင်ရလေအောင်စီလေးချုံတန်တစ်ချက်ပြုတ်လိုက်မိတော့ပေးသွေးလူပန်းဝန်းကျင်တွင်နဲတဲ့လူအုပ်ကြီးလားသွေးလူပန်းရှိမန်တက်သေးကခုံတန်လျံများတွင်လူပြည့်ရှိနေရောမက နေဘူးကြဲကြဲအောက်တို့ပါ လူတွေ အနှံ့အပြားဖိတ်စင်ကြရောက်လို့နေတော်သည်ကိုပင်ဒီများလူစုလူဝေးကြီးကိုမြင်တွေ့ရဘူးသူမျှော်လင့်မထားမိခဲ့ပြီအောင်စီ တန်အောရှိမီယာခြေသည်တကူးလာနေကကျင်ကျင်လောင်လောင်အပူပြင်းပြနေစေနေ့လယ်စတနာကြီးအပူရှိန်ပြင်းပြင်းအောက်တွင်လူအုပ်ကြီးကဇွဲနေပဲဖြစ်စုယုံစောင့်စားနေနေကြသည်သူတို့တို့ရဲ့စိတ်အားထက်သန်သောမျက်နှာတင်ပြများကိုမြင်တွေ့ရတော့အောင်စိတ်ရင်တွင်လွေးထွေးသောခံစားလာမိရသည်လေအမျိုးသမီးတွေအမျိုးသားတွေ အများစုကတော့ငယ်ရွယ်ကျမ်းမာတန်ဆွမ်းကြသူတွေပဲပေါ့သွေးလှူပန်းနေသူနာပြုတ်ဆ iam မများအဆောင်ကြမှာဖြတ်တန်းသွားတော့အမိုးနေကော်ရီဒါလေးတစ်လျှောက်တွင်လဲလူတွေရက်လျက်တချို့ထိုင်လျက်တသွေးစောင့်ဆန်းရနေရအဖြစ်အမိုးအောက်တွင် ခုံတန်းရများစီစီရီရီချထားပေးမယ်ထိုနေရာများတွင်လဲလူအပြည့်ဖြစ်လေဤနေရာမရသူတွေကတော့ အမိုးအောက်မှာတိုးရှိုးရက်လို့တချို့တချို့ကတော့ပြင်ပနေပူပူထဲမှာအရေးအောက်ဆိုပေမဲ့အမိုးကမမြင်လားတာလည်းပဲဖြင်းစိမ့်စာကို လွှဲမိုးထားသည်မို့ဒီမြလူစုလူဝေးကြီးနဲ့စာလိုက်တော့လောင်ပိတ်ချင်နေရပေ၏အမိုးအောက်ကလူတွေရောအမိုးပြင်ပနေပူထဲကလူတွေပါချွေးတွေဒီဒီတွေ့စည်းကြနေသည်မှာတော့အတူတူပါပဲတို့ပေမဲ့ဘဲသူတွင်မှာ စောင့်ဆိုင်ရသည်ကိုညဉ့်ညင်းရမမြင်ရတာထူးခြားနေတော့သည်ပဲအောင်စီသည် တန်းစီစောင့်ဆိုင်ရသော အလုံးမျိုးကိုဝန်လေးတက်သူပင် ကိုထက်အရင်ဦးနေသော လူအုပ်ကြီးကိုမြင်လိုက်ရလို့စိတ်မောမသွားမိခဲ့တာ အောင်စီအတွက်ဒီတစ်ကြိမ်ပထမဆုံးကြိမ်ဖြစ်ပြီးထင်ပါရဲ့အလုတ်တင်ဆရာဝန်လာစားကိုပင်တမ်းမစီအောင်နောက်ကျခံပြီးထောက်ယူတတ်သော အောင်စီတရား လူအုပ်ကြီးနဲ့တသားတည်းကြလီအောင်တိုးဝေရောက်ခဲ့မိတော့ပြီ။သူများပြောလို့မပြောနိုင်ဂျူတီကြလို့မိုင်းတကြံရဲ့များစီက အောင်စီဂျူတီစင်းနေကြရသည်။ဘိုးချုပ်လမ်းပေါ်ဖြစ်သွားသည်ရေပက်ခံကားချူကတန်ချက်တိုင်သွားကြစဉ်စေယုံပေါ်ကအောင်စီတို့မှာမချီတိသာပြုံးနေကြရပါလိမ့်ဤဒီနှစ်တော့သူ့မှာအလုတ်တင်ဆောင်ဘွားဖြစ် ခြေချုံမိနေတော့ပြီပေါ့မိနစ်ကတကြံထီတော့နောက်ဆုံးနေစေချောင်းသားကြီးတွေဖြင့်တကြံရက်ကိုနှွဲပြော်ဖြစ်ခဲသေးသည်အတဲငယ်စဉ်ကလိုပြီရက်ဆက်မပြောင်းနိုင်တော့ပြီမဲတရက်ရှိပက်ခန့်ထွက်ရင်နောက်တရက်မှာတကြံရေကစားမှတ်တပ်သို့ခိတ္တသွားထိုင်ဖြစ်တာညာဘက်များတွင်ရိုးရရေးသမင်းဖွဲ့များမှတန်ကြပ်တန်ကြသည်များကိုငေးမောလျှောက်ကြည့်ဖြစ်ခဲ့သေးသည်တကြံရက်များသည် အောင်စေးကို အမှတ်မထင်ကြော်ဖြတ်သွားခဲ့သည်ဟုမရှိခဲ့စဘူး။တကြံသူရောက်လေတိုင်းသူပျော်နှွဲခဲ့မိသည်ကြီး။နှစ်ကူးတကြံကို အစင်အမှတ်ထင်ထင်ရှိနေရခြင်း။နောက်တစ်ချက်ကတကြံလေးရဲ့ကုံဆုံးပြီးသော နှစ်ဆန်းတရနေသည်။အောင်စေးဤမွေးနေ့ဖြစ်နေပါပြီ။တကြံတွင်အယူမှုပျော်မွေ့ပြီးလေတိုင်းနှစ်ဆန်းတရနေ့တွင် အမေစီစဉ်ပေးသော ကုသိုလ်ကောင်းမှုတစ်ခုခုကိုတော့အောင်စီပြုဖြစ်မည်။ဒီနှစ်တွင်မူစေယုံပေါ်တွင်ပဲအောင်စီတခြင်းကြခဲ့ရတော်သည်ပြီ။လွင့်ဝဲလာတတ်သောတခြင်းတခြင်းတဲ့။တန်ကြတိုင်တဲ့များဘူးချုပ်လန်းပေါ်ကရေဆိုလူအပြည့်ဖြစ်အမိုးဖွင့်ချစ်ကနေတင်မောသားကများကိုလမ်းမြင်တွေ့ရလေ။ပြီးတော့လူနာတူကယူဆောင်လာခဲ့ဟန်တူသောဝါထဲကပန်းအိုးများတွင် ပွင့်လန်းနေသည်ပန်ပရာရွှေဝါဒီအရာများကိုပဲဒီနှစ်တကြံရဲ့သင်္ကေတများဖြင့်မှတ်ယူရပြီတော့မှာပဲစေယုံဂျူဒီရဲ့နေရာကတော့လေပန်နေမြေခါတိုင်းနေမြာကလိုပါပဲအောင်စီကစေကူတာဆောင်တွင်တာဝန်ကျနေခဲ့သည် အောင်စီဂျူဒီကြတကြံရဲ့များတွင်ဒူနာတစ်လက်ခံရဲ့နှစ်လဲမကြုံကြိုက်ပြီးအထွေထူးတော့တာဝန်မကြည့်လား တမားတော်ကြီးပထမလက်ထောက်ကလည်းနေ့စဉ်ဝတ်ထဲသူလာလှည့်ကြည့်သေးသည်မူလူနာများအတွက်စိတ်ပူစရာမရှိလာပေလူနာချင်းလေးအပြောင်းလဲကိုလိုက်လို့နေ့စဉ်ကုသချက်အပြောင်းလဲရှိသည်များ အောင်စီကပြုလုပ်ပေးုံမှာပဲဝတ်ထဲက လူနာများတွင်တလာစီမီယာခေါ်သွေးနီဥပျက်စီသောယောဂသည်မလေးတယောက်အတွက်သာပဲစိတ်မကောင်းဖြစ်မိရသည် တွေ့သင်ပြီးအသက်ဆက်နေရသူလေးမို့အောင်စီတို့စေးချောင်းသားဘွားကလေးကသူ့ကိုစေးယုံမှာတက်လိုက်ဆင်းလိုက်တွေ့နေရသည်တကြက်ရဲ့မတိုင်မီလေးတွင် သူစေးယုံရောက်လာခဲ့ပြန်သည် ထုံစံမှာပဲစက်ကူတည့်ရလို့ပါလှလို့ဘိုက်ကလေးတစ်ခုသားပဲပူဖောင်းနေတော်သည် တွေ့မြရော့ပြန်ပြီဆိုတော့အမောအဖျားနေယောဂပိုးမျိုးမျိုးတို့ဝင်ကား အိုးကိုက်စားသောစကူပါလီတရလူ စေးယုံရောက်လာခဲ့ပြန်သည်ပြီးတော့သူကလေးရဲ့သွေးအုပ်စုကပြီးသွေးလူပန်းတွေသွေးပြက်လက်ပြီးဆိုလင်ရှားပါသောဘီအုပ်စုကို အရင်ထီထီကြည့်ခုရများတွင်သွေးလူပန်းရဲ့ရှားပါသွေးကဘီဖြစ်နေခဲ့ပြန်ပြီမြီးကလည်းတကယ်ရက်ကျက်ထဲမှာမှဖြစ်ရပြန်နေကွာဘီအုပ်စုသွေးလူရှင်ရှာလာခဲ့အောင်ကွာ အောင်စီညီးတွားမိရလေသည်ခုရက်များတွင်သွေးကလူတလောက်တောင်းယူလို့မရပြန်ပြီနှွေးဆောင်မွေးဝဲချိန်ဆိုရင်သူရဒီလိုဝဲပြက်ချင်တယ်ចောင်းသားနဲ့ဆရာတွေဆောင်မွေးဝဲနေရရင်ចောင်းသားမိရတွေကြတော့လေဆောင်မွေးဝဲအတွက်အလုံးများတာကြောင့်ဒီအချိန်မျိုးမှာသွေးလူတဲ့သူနေသွားတတ်တယ်အောင်စီသွေးလူပန်းတွင် တောင်းဝန်ကြခဲ့စဉ်ကတိခဲ့ရပါလိတော့သည်ဒီတော့ဒီရက်များက တနှစ်တည်းရဲ့သူအရှာပါဆုံးသော ကာလပါပြီ။သွေးသွေးမို့လိုအပ်သောလူနာအတွင်တမတော်ကြီးကသွေးပေးခိုင်းပါလေ။အောင်စီတို့ကလူနာထမသွေးအနှဲငယ်များစီဖောက်ယူကြရသည်။သွေးအုပ်စုခွဲရန်နှင့်သွေးမြစ်သွေးနှင့်လူနာရဲ့သွေးကို နမူနာအဖြစ်ရောဆက်ကြည့်နိုင်ရန်အတွက်ပင်သွေးတောင်းခံလာတွင်သွေးတွင်းမို့လိုအပ်သောလူနာနှင့်ဆက်ဆိုင်သမျှ အပြည့်စုံပုံစံဖြည့်သွင်းရရသည်လက်ထောက်ဆီအောင်ကထက်မှန်စစ်စစ်လက်မှတ်ရေးထိုးပြီးမှသွေးထုတ်ပြရာဌာနသူစစောကဖောက်ယူထားသောသွေးပင်နီစလင်ပလီများနဲ့အတူပို့လွတ်တောင်းခံကြရသည်ခူရက်များတွင်မှာတော့တောင်းသည့်အရေးအတွက်ကို မရနိုင်သည်ကများလာသည်တခါတရံလုံးဝပြမရလိုက်ပုံစံဖြည့်တာ ပြပြစုံစုံဖြည့်ကြရလား ွေးပါကြောက်လူတွေဆိုတဲ့နေရာမှာသေချာဖြည့်ကြကွာဆရာမေကိုအောင်စီအဖြေရကြလာသည်ဒီထက်တော့တွေးတွင်ပေးဖို့ဟုတွေးနမူများများဖောက်ယူထားပြီးမှတွေးမပေးဖြစ်ပြန်လေလူနာများကိုတနာမျက်နာပူနေမိရပါလေသည် မျိုးမကဲ့သို့ရင်းနှီးနေသောယောဂတဲလေးတွေရှိတယ်နော်ညီအတွက်ငါလဲစူးစမ်းနေတာပဲဟာဒါပေမဲ့အရေးပေါ်ခွဲစိတ်ဖို့လူတဲ့လူနာကလွဲလို့ သွေးမပေးနိုင်သေးဘူးကွာ။ညီကလည်းရက်ကျက်ကြီးတဲ့ကြားခါမှပဲဟုထုတ်ဖော်ပြောဆိုနေမိရပါလေသည်။သွေးအတွေ့ခေါင်းခဲရသည်ကလွဲလို့အောင်တို့ဝထဲမှာတော့အေးအေးစီစီပါပဲ။စင်စင်ဒီစိတ်ကူးလေးကိုကို့ဝက်ထဲမှာရှိစဉ်ကညိုမကိုညီနေရစဉ်ကတော့မရလိုက်မိသေးပါ။ဒီစိတ်ကူးဘဲတို့ဘဲပုံကုမျိုးရှက်တန်းလာခဲ့တယ်လေ။ပြန်လဲစဉ်းစားမယ်ဆိုလေ ပြောပလောက်စရာ တခန်းတနာမရှိပြန်ပါဘူး။အောင်စိဝတ်တယ်မှာကအေးစေးသေးသည်။တကြံရဲ့မြန်းမာမှအရေးပေါ်ထိခိုက်တွင် တောင်းဝန်ကြနေရရှာသူဘိုးဘိုးတို့လူတိုက်ကမှကန့်ခေသူမောင်ရင်တွေပါပဲ။အပျော်ကျူးကထိခိုက်ဒဏ်ရာရလာသူတွေကထိခိုက်ဒဏ်ရာအရေးပေါ်ဌာနသို့ဝင်လာမစဲတသေးသေးရှိနေသည်မို့ကိုတော့မပြောရပါဘူး။အပျော်လွန်ဒဏ်ရာများကိုပဲလက်မလဲအောင် ကုသပေးနေရတော့သည်လေနှစ်ဆန်းတရက်နေတွင် အောင်စီဂျူဒီကညနေပိုင်းမှစတင်လေမည်ဒီကောင်ကြီးပူပူကနနဲ့ခင်မိုင်းဂျူဒီမို့ဘိုးဘိုးကိုကုညီတန်ကုညီက လေပြည့်ရအောင်ဟုဆေးရုံကြီးတို့စော့စော့ပြီးရောက်မိခြင်းမည်ဆေးရုံတစ်ခုတည်းတောင်းအတူကြပေါ့အလုတ်တင်ဆရာများဆိုပေမဲ့သူလဲသူဂျူဒီကိုလဲကိုဂျူဒီချိန်တွင်နေမို့ဒီလိုမှ တမင်တခင်အရောက်မလာနိုင်ရင်လေစုံတွေ့ရဖို့ကမလွယ်ပေအောင်စီရောက်သွားတော့ဘိုးဘူးတရားမနေ့ကတကြံအတက်ရက်နေတွင်ကားမောက်တရားရတာသူ လူနာတချို့နဲ့အလုရှုံနေခဲ့သည်ရေကစားပျော်နှွယ်ခဲ့ကြသူတွေပင်ထင်မှရင်ခေါင်းမှာပတ်သီးအဖွေးသားနဲ့မူးမေနေလေသလားတရီလစ်နေသလားမသိရသည့်လူနာငယ်လေးတူမျက်နှာမှာရေစိုးခန်းအောင် မိတ်ကပ်ချဲ့ထားသည်များဖြစ်မလားမသိစေထန်းထန်းအရာတွေမပြဲသေးပဲမျက်နာကအဖွေးသားဖြင့်ပက်တီအထက်ထက်ရစ်ပတ်ထားလို့ခြေတော့တစ်ဖက်ဝဝကြီးဖြစ်နေသူ လူငယ်ကတော့ခြေတော့တွင်တွင်ကြိုးရှာပြီးထင်ပါရဲ့ဘိုးဘိုးနဲ့စင်စင်စီကို လူနာတွေကြားမှာမြုပ်လို့တွေ့ရသည်တယောက်ယောက်ကိုတော့အေးပေးခွဲစိတ်ဖို့ရှိသည်ထင်ဘိုးဘိုးကခွဲစိတ်ခံသူအကြောင်းကြားစား သွေးတောင်းခံလွှမ်းများဖြည့်သွင်းရေးသားနေခဲ့သည်။အောင်စိတ်ကို မော့ကြည့်သောမျက်နှာကစိတ်ရှုပ်အလုံးရှုပ်နေသောမျက်နှာ။ပေးလိဘူး GF တွေအတွက်ငါသွေးဖောက်ထားပြီမေ။ဘသူကိုလဲ။အောင်စိတ်ကမေးလေ။ဘူဘူကမိကမျက်နှာခေါင်းတရားနေကောင်းလေးသူမေးဆက်ပြလေသည်။အောင်စိတ်သွေးဖောက်ယူဖို့စိတ်ထိုးပြွတ်တွေအတွေ့စင်မီလူနာလေးထံသို့ရှောက်လာခဲ့ပြီးမှတရိယာမိက ဘိုးတို့လှမ်းအောင်ပြောလိုက်ပြီ။ဟေ့ဘိုးသွေးတောက်မှာလေးပလင်းအောင်ဆိုတော့ရပါမလားကွ။တို့ဝတ်ထဲမှာတော့လူတလောက်မရတာကြာပြီနော်။ဟုတ်လား။ဘိုးဘိုးကခေါင်းခဲသွားဟန်ပြီးအလဲစပွဲတွေထိုင်နေတော့လက်ထောက်ဆရာဝန်ဒေါ်တင်တင်သူတို့ အကူညီတောင်းသလိုလှဲ့ကြည့်လေသည်။ဒီနေ့တော့လွယ်မှာပါကွ။ဒီနေ့နှစ်ဆန်းတည့်နေ့လေ။တွဲလူပွဲရှိတယ်။နောက်ရက်တွေမှာ ွေးကိုအာမနာတဲ့လူတလောက်တောက်လို့ရတော့မှာနစ်စံတရက်နေ့သွေးလူပဲဒီတခိုင်မှာပဲအောင်စီကသူ့ရောက်ရှိနေတော့နေရာမှာ စေးယုံကြီးပေမအဆောက်အုံကြီးခြားထားရအခြားတစ်ဖက်နေဆိုစီကသွေးလူပဲအဆောက်အုံတွင်ကျင်းပလို့ရှိမြဲနစ်စံတရက်နေ့သွေးဌာနပြုပွဲသို့စိတ်အာရုံဝင်စားသွားမိခြင်းမှာပဲဟာဒါဆိုကျွန်တော်လည်းသွားလူအောင်မှာပဲ စိတ်ဝင်စားမိသည့်နေအမှုနှုတ်ကစကားတွေလွတ်ထွက်သွားလိတော့လက်ထောက်ဆရာဝန်မမသူဆရာဦးနှွေအေးနဲ့ဘိုးဘိုးစင်စင်စီတို့ကသူ့ကိုတဲအန်အောမျက်နှာတွေဖြည့်လှမ်းကြည့်လိုက်ကြပါလိမ့်ဤမယုံကြည်နိုင်ရများလားဒီနေ့ကကျွန်တော်မွေးနေ့လीအဲ့ဒါဘိုးဘိုးပြုံးဆက်ဆက်မျက်နှာထားကိုအောင်စေးမှာမကြေမချမ်းရိပ်ပြန်ပြရင်သူ့ဘာသာသူဖြည့်ရှင်းချက်ထုတ်ပြီးပြန်သေးဤ ဆရာဝန်ဖြစ်ခါမှာပန့်ကေပြီအသွင်ပြင်းတွင်ပြောင်းလာတော့စင်စင်စီကလည်းရီတက်တက်မျက်နှာဖြင့်လှမ်းကြည့်နေလေစေတကယ်လူမလည်းမဟုတ်ဖဲနဲ့လုံမနေနဲ့ဟုဆိုလိုသည်အပြုံးပေလာမပြောတဲ့မမသူကစတဲ့လို့တီတီကြီးကြီးပြုံးကကောင်းတာပေါ့နစ်စန်တရနေ့သွေးလူဘွဲကတကယ်အားကြဖို့ကောင်းတာမမလည်းအဲ့ဒီရဲ့ဂျူဒီရဲ့ကြခဲ့ဘူးတယ်သွေးလူရှင်နေတိတ်များတာပဲတရက်သေးကို 1300ပတ်ဝန်းကျင်မှာရှိတယ်။ကိုယ်လည်းညနေ4နာရီ5နာရီရောက်သွားတာ။တကယ်ဇွဲကောင်းကောင်းနဲ့ကိုစောင့်လူကြတာပဲ။ယူလူချင်းရင်အခုသွားစီးရင်ပြေးလိုက်မယ်။လူရင်းလဲရတယ်။စိတ်ကောင်းလေးဝင်နေတော့မြင်မြန်သာသွား။တို့အားပေးတယ်။အောင်စင်းနေလဲခွဲစိတ်ကူတာဆောင်မှာ တောင်းအတူကြခဲ့ဘူးတော့မမသူက တိုက်တိုက်တွန်းတွန်းလေးလှပေး၏။ဘိုးဘိုးကတော့ပြုံးဆက်ဆက်ဖြင့်မမရောဝင်လူခဲ့မှာပေါ့နော်။ဟဲ့ ဆိုလိုက်သည်လေလက်ထောက်ဆရာမမက ရှက်ရီရီမောပါလေသည်တို့ကဘယ်တော့မှသွေးပေါင်ခြင်းပြစ်တတ်ဘူးကွအဲ့ဒါကြောင့်ဒီเจ้าရကိုပြောဆိုနေရင်းကားပင်အောင်စီစိတ်ထက်သန်မှုအရှင်ကမြင်လာတော့ကကျွန်တော်ကညနေကျူတီဝင်ရမှာဆိုတော့အချိန်ပြီးပါမိပါမလားတွားလိုက်ရင်ကောင်းမယ်ထင်တယ်ဟုစိတ်မြန်ကိုမြန်ထွက်ဖို့ပြန်တော့မှာစင်စင်စီကအထင်ရောက်လာတော့မျက်နှာလေးဖြည့်လှမ်းကြည့်ကြရည်သည် မမသူကတာရုကြုံခေါ်လိုက်ပါတယ်ဟိဟု ဆိုကဘိုးဘိုးကတော့တွေ့အတာတွေမပူနဲ့တော့အောင်စီသွေးလူရအောင်လာနေပြီဟု လက်တစ်ဖက်ကို အပေါ်သူမြောင်းလင်တခုခုကိုချိတ်ဆွဲထားဟန် အမူရလုတ်ပြလျက်စနောက်ဖြစ်အောင် နောက်လိုက်သေးသည်မင်းသွေးလူဘန်းတို့ရောက်လာတော့သွေးလူဘိုးစိတ်အားထက်သန်စွာစောင့်စားနေကြသူတွေကို တစုတစည်းတွေ့လိုက်ရကအောင်စီ ရင်နွေးအောင်ကြည်နူးလာမိရသည်စပွဲတလုံးဖြစ်ထိုင်နေသောသွေးလူပန်အမှုထမ်းတဦးထံမှအောင်စီစီရင်ပေးလိုက်ကသွေးအုပ်စုခွဲရသည် အောင်စီသွေးမျိုးစားကသူတိထားပြီးသည့်အတိုင်းအိုးပြီးတော့ဘယ်ပြီးရင်ဘယ်သွားရမယ်ဟုသောသွေးလူသူချင်းချင်းကုညီလန်းညုံမှုများဖြင့်လူတွေစုပြုံအောင်ခဲနေသော နေရာစီသို့အောင်စီတရွေ့ရွေ့ဖြင့်ရောက်သွားခဲ့သည်ဒီနေရာက သွေးလူမြစ်သူတွေကိုသွေးပေါင်စစ်ဆေးပေးနေသည့်နေရာပဲအောင်စီမြန်မာတမ်းမိနေသောမျိုးသမီးလက်ထောက်ဆရာဝန်သုံးကသွေးလူရှင်တွေကိုသွေးပေါင်ချိန်ပေးနေခဲ့၏လူတွေဝိုင်းအောင်နေကြပြီလို့သူတို့ကို အနီးရောက်မှပဲမြင်ရလေသည်ဆရာမမတို့လည်းမျက်နာလေတိုင်းများမှချွေသည့်ချေပေါက်တွေတီးနေခဲ့ကအယက်နာမရှိသွေးပေါင်ချိန်ပေးနေကြသည်ကပ်ပြားတစ်ခုပြီးတစ်ခု ွေးလို့ရှင်တယောက်ပြီးတယောက်ခေါ်ယူသွေးချိန်ပေးနေပြီမေကပ်ပြားပုံကယော်သည်မရှိထက်၍သာတိုးလာနေတော့တယ်လို့အောင်စိတ်ကလေးကိုသွားထက်တော့မမကမော်အကြီးနှစ်စုံကအော်သွေးလူမလို့လားဟုနှုတ်ဆက်သည်နီအောင်စီမဟုတ်ပါတယ်မမကျွန်တော်ညနေဂျူတီဝင်ရမှာမို့ဂျူတီမြောင်လေးလုပ်ပေးနိုင်ရင်ဟုခတ်တိုးတိုးအေးဆူကအခွင့်အရေးယူလိုက်မိရပါလေဤ ပြီးတော့ဒီလိုကိုယ့်အလှည့်ကိုမဆောင်ဆိုင်မင်းအခွင့်ရေးရှုလိုက်သူဆိုလို့ဒီကနေ့သွေးလူပွဲတွင်သူတယောက်သာရှိလိမ့်မည်လားဟု တွေးရှက်မိနေရပြန်သည်ပင်အခွင့်ရေးမျှော်မှန်းစရာမရှိသောသွေးလူပွဲတွင် အခွင့်ရေးသမားတို့ကိုမတွေ့ရပြီပြီးတော့လင်းလင်းစာနဲ့တိုရိုတာနဲ့ငချိတ်နဲ့ငါးချိတ်နဲ့သွေးလူရအောင်လာသူဆိုလို့လေအောင်စီမမြင်ဘူးခဲ့ရပါလား ဟောကညနေစရုံချူတီဝင်စရာအမှန်ရှိနေလို့ပါခွင့်လွတ်ကြပါဗျာနေပူတွေကလူ နေရိတ်ထဲကလူစောင့်စားနေကြသူအလုံးတို့အောင်စိတ်စိတ်ထွေးမှတောင်းပန်စကားဆိုလိုက်မိရပါလေသည်ဥခင်ထွန်းအကျိန်20မပြုံးလဲအကျိန်15မောင်တစ်လွင်10ကျိန်သွေးပေါင်ချိန်ပြီးတော့နောက်တနေ့ရတွင်ကက်လေးကိုတက်ထားရသည်သွေးလူရှင်တယောက်စီကိုခေါ်ယူက ကို့အတွက် သွေးပလင်းကိုစီကို ကိုယ်တိုင်ယူထားကြရလိမ့်ဤကိုအောင်စီပထမအကျဉ်းဟုခေါ်လိုက်တော့အောင်စီခတ်သွက်သွက်လှမ်းလာမိခဲ့သည်အကျဉ်း20အကျဉ်30စသည်ဖြင့်လှူကြသူများပြားတွင်ပထမဆုံးအကျဉ်းဖြင့်လှူမိအောင်စီမှာတိမ်ငယ်စိတ်ဝင်ရတော့တယ်လို့အောင်စီရှိကတန်းစီနေကြတော့လူစုကတော့အင်ဂျီပစု စင်တူဝတ်ထားကြက35ယောက် 20ခန့်ရှိမည်ထင်သည်ခေါင်းဆောင်ဖြစ်ဟန်တူသူလူလက်ရွယ်တူကလွယ်လို့အောင်စိထက်ပြီးငယ်ရွယ်ကြအုံးမည်လူငယ်လေးတွေတို့ကနှစ်တိုင်းပေါက်ရေသမီးအဖွဲ့ကလေးကိုရဲ့ဒီလိုပဲ20ရက်နေ့တိုင်းသွေးလူကြတယ်တကြံတက်နေညနေကျရင်တကယ်ဆွေးရတယ်မိကုံရန်ကုန်တုံးပြီးနှွှဲလိုက်ချင်တာကတစ်ဖက် နောက်တစ်နေ့သွေးမလို့နိုင်မှလဲစိုးရင်ရနေရေရေလေးလေးပဲစီတန်းဆောင်ဆိုင်နေရစဉ် ချီချောပစိုးအဝါပြကွက်တွေစင်တူဝတ်ထားသောအဖွဲတွေကလူငယ်လေးကအောင်စိကိုပြပြခဲ့သည်ပြီးတော့တကြမ်းရှိမပြေသေးဟန်တန်ကြက်တန်ချင်သောဟန်ဖြင့်ကိုအလေးချင်းပေါင်တရာကြော်ယုံမဲ့ရှိမိသူ့ကိုယ်လုံးလေးကိုတငိမ့်ငိမ့်ရှေတိုးနောက်ငင်လှုပ်ထားနေသည်ဒီတော့မှဒီမောင်တို့အဖွဲလိုပဲတူညီဝတ်ဆောင်ဖြင့်အမျိုးသားအမျိုးသမီးစုလေးတွေကိုတရီထားလာမိရသည်တချို့က ရိုးရိုးရေပက်ခန့်အပွဲတချို့ကရေကစားမှန်တက်အပွဲတချို့ကမူရိုးရရေသမီးအဖွဲသားများအချင်းချင်းခေါ်ကြစားကြနှုတ်ဆက်ကြ စကားဆိုကြရကကြားသိလာရသည် တွေ့လို့ရှိရင်အများစုမှာတော့မျက်လုံးတွေနှိစက်အသားတွေနေပူလောင်လျက်တကြံလေးရက်ကိုတရက်မပြဲပျော်ခဲ့ကြလေသည် ပုံစံတွေနဲ့တကြံဆိုရင်အယူအမူပျော်ခြင်းတက်မြင့် အောင်စိတ်လိုပုံကိုယ်တွေဖြစ်ပေးမှာပဲသူတို့အချင်းချင်းစကားများအရာနှစ်စင်လူနေကြလူရှင်နေမဲခံမဲနားလည်လာမိရသည်ပင်တဦးကုသူကိုတဦးကပီတိဖြစ်ရသည်မှာသွေးလူပွဲရဲ့ဝိတေသာပင်ထင်ကိုလျောက်ဖို့ကြာမြင့်စွာမဆောင်ဆိုင်လိုက်ရပြီသွေးလူပန်းနေစေယုံကြည်ဝန်ထဲများရဲ့စီစဉ်ထားမှုက စနစ်ကျလာသည်ပင် သွေးထဲဖို့ပလင်းကိုစီကိုက်ဆောင်လျက် ွေးလူပန်းအဆောင်ပေါ်ထက်သို့တစည်းတန်းတရွေ့ရွေ့တက်သွားကြရသည် အပေါ်ထက်ရောက်တော့ခမ်းမကြီးတဲ့တွင်ဂရေများခင်းကျင်းထားလျက်တစ်ချိန်တည်းတွေးလူနေကြသူတွေကိုခမ်းလုံးပြည့်မြမြင်တွေ့လိုက်ကြရပါလေသည်တစ်ချိန်တည်းတွင်တွေးလူရှင်40ခန်းတွေးထုတ်ယူနိုင်မှုစီစဉ်ထားကတဦးတွေးလူပြီးစီးသည်နှင့်နောက်တဦးတွေးလူဖို့နေရာရလီအောင် အမှုတမ်းများ သူနာပြုဆရာမလေးများကနေရာချထားပေးကြသည်အမျိုးသမီးသွေးလူရှင်များအတွေ့တီးတန့်ခင်းချင်းစီစဉ်ပေးထားဟန်သူ၏အမျိုးသမီးများကို ထိုတီးတန့်ခန်းလေးသို့ခေါ်ယူသွားတက်လေသည်ညိတ်ညောင်းသောတေးတန့်တာတာကထွက်ပေါ်နေခဲ့ကအရင်နှစ်တည်းကဆိုရင်အစူကြော်ရီကိုယ်တိုင်လာဆိုကြတာဟုလူငယ်ကလေးကတတတာပြောလေ၏အောင်စိအလှဲသို့ ရောက်လာခဲ့သည် အခင်းဖြူဝေးသောဂရီမော်တွင်ကိုလျှော့ဖြီးလဲလျောင်းကမျက်လုံးကိုမှိတ်ထားလိုက်မိစဉ်ဂရီမော်တို့ခေါ်လာနေရချပေးသော သူနာပြုဆရာမလေးပဲထင်လေ၏လက်မောင်းကသွေးကြောတစ်ခုသို့အထိုးဆိုင်လိုက်သည်ကိုစစ်ကနေခံစားလိုက်ရတော့သည်ပဲလေစိတ်လျှော့ဖြီးထားနေ gain တေးတန်သားကအာယုံခံနားတဲ့သူပျော်ဝင်လာခဲ့သည် ACB အမှန်ပါလာတော့ ခိုင်တူရဲ့အတန်။သွေးဖောက်ယူထုတ်စီကသွေးတွေအလူပေးနေစမှာခိုင်တူရဲ့ဟစ်ကြီးတန်ကိုတိုက်တိုက်ဆိုင်ဆိုင် အာယုံဝင်စားနှစ်မျောနေရတာ။ကိုအိဗယ်နစ်ကို အောင်စီသဘောကျနှစ်သက်သွားမိပြီ။အခုအောင်စီရဲ့စိတ်အနည်းလူပဲပေါ့။အောင်စီရင်ထဲမှာသူ့သွေးကို လက်ခံကြယူမိဘဲသူဘဲဝါမှန်းမသိသေးသည်လူသားတအုပ်ပေါ်မှာ စေတနာမြင့်တာဖြိုးဝေနေမိကား နေကောင်းမှုဆိုရင်တွေးရလူတောက်ယူပါလားပေးခြင်းနဲ့လူသားမိတ်ဆွေရဲ့ဟူသောမျက်မဆိုးစိတ်ထားတွေဖြင့်ညွန်းနူးနေကြလို့သာပဲဘာမှမကြလိုက်10မိနစ်ခန့်မြတာပါပဲအောင်စိတ်ထံမှာတွေးထုတ်ယူပြီးစီခဲ့သည်တွေးလူပန်းရဲ့အခြားတစ်ဖက်လေကမှဆင်းလာခဲ့စဉ်စောင့်ဆိုင်နေသည့်လူစုလူဝေးကြီးကို ရော့ပါသည်မထင်ရပဲစွေ၍ကောင်းနေစေဖြင့်မြင်တွေ့ရပါလေ၏ ်ဖော်ရွေစွာဖိတ်ခေါ်လာသောအမှုဒန်းမင်းကလေးက အောင်စစ်ကိုအကျွေးမွေးဖြစ်ဧခရာစီတို့ပို့ပေးခဲ့ပြန်၏စေယုံကြီးပင်မအစအုံစီတို့ရှောက်လာခဲ့ပြီစဉ်အောင်စစ်ရင်ထဲတွင်တော့ပီတိလှိုင်းတွင်တဝေဝေဖြစ်နနဲ့အာယုံစီကစွန်းတော်ပွဲပြင်ပြီးကအောင်စစ်ကိုနှုတ်၍စွန်းကတ်ခိုင်းခဲ့လျက်အိမ်ကြီးချင်းတွေကိုတော့ရွှေရင်အေးလေးဝေရမယ်ဟု သူ့မွေးနေ့မှာ ကုတော်ယူစီခဲ့တော့ မိမိသာသိရင်ဒီအလူအတွက်သူ့ထက်ပိုလို့ကြည်နူးဝမ်းမြောက်မိပဲထင်လေ၏။စေယုံကြည်ရှိကိမ်းမှ လူငယ်တစုတို့ဝင်လာကြစဉ်ဘိုးချုပ်လန်းထိတ်တွင် အမိုးဖွေတင်မောသားကားတစီမှတချံရှိန်ပြေးသေးဟန်ဖြင့်မိန်းကလေးယောက်ျားလေးတစုတို့တွန်းထိုးရှိမောလို့ပါသွားတာလမ်းမြွေတွေ့လိုက်မိလေ၏။သွေးလူပန်းတို့ချိုးကွေသွားလေတော့လူငယ်တွေမှလည်းလေးရဲ့တချံအတက်ပြေးမျက်လုံးနီနီ မြက်ခွေးမျက်ချောင်ကြကနွဲနေသောမျက်နာတွေနေပြီ။တကြံဆိုရင်အယူမူပျော်နှွဲခြင်းကြတာလူငယ်တဘာဘာပါပဲ။တကြံယူတွေကအယူပါတွေကတော့နှစ်စန်းတည့်နေမှာစုံစည်းမိကြဖို့အချင်းချင်းချင်းဆိုတက်ကြတယ်ဗျာ။အဲ့ဒါဘယ်နေရာဖြစ်မဲလို့ထင်တယ်လဲဟုစကားဓာဝတ်ဆိုရရင်ကောင်းလေမီလားဟု တွေးလိုက်မိလေတော့အောင်စည်းမျက်နှာမှာအပြုံးရိပ်တွေ ထင်နေလျက်ဖြစ်တာမဟေသည်အေပီလာ1986